ပါပါ။ဘာကြောင့်ကျွန်တော်တို့ကျက်သားလုပ်ထည့်ပါမယ်။ဒီကျွန်တော်စားထည့်ပါမယ်။ဒီကောင်းဖို့အနည်းငယ်ထည့်ပါမယ်။ကလာဖြောထားတဲ့ခင်းရည်လေးထည့်ပါမယ်။ကျွန်တော်တို့ဒီခင်းရည်လေးထည့်လိုက်တာကထည့်နေကြအရသာမုံလေးတို့ချုံမုံလေးတို့ကိုအများကြီး300ရောင်လောက်ပေါ့နော်။ချုံမုံ၆တဲ့သူတွေနေနေလိုက်ခင်းရည်လေးထည့်ပြီးတော့ချက်လို့ရပါတယ်။အများကြီးတစ်စုံထည့်မယ်။ဆလုံးမုံထည့်ပါမယ်။ တော့တင်းလာပြရည်ထဲပါမယ်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်မစားလေးနဲ့ထဲမယ်အဲအလုပ်ထည့်ပြီးသွားရယ်ဆိုရင်တော့ဖြန့်စားအောင်ကျွန်တော်လည်းနေလိုက်ပါမယ်ကျွန်တော်လေးဖြန့်သွားပြီဆိုရင်တော့ပသားတဲ့ကိုကျွန်တော်တို့အရသာလေးတွေဝင်သွားအောင်လို့ညာရီဘက်အနည်းဆုံးဖြတ်ပြီးထားပါမယ်ကျွန်တော်ကတော့ဒီချက်တုံးလေးခုနလုံးရဲ့ကျက်တုံကြီးကတော့ဥပကြီးတူရဲ့ချင်းရတော့လက်သုံးစားတော့ထောက်ပေးပါမယ်။အဲချင်းနဲ့ကျက်တုံကြီးကိုလည်းတော့ထောက်ထားပေးလိုက်ပါမယ်။ ပြီးရင်ကျွန်တော်ဒီမကြီးကြီးလေးကိုလည်းဖြောထားပေးလိုက်ပါမယ်။ကျွန်တော်ကတားမျက်စာလေးရစီရောဆက်ချက်ပါမယ်။ဒီမုံနဲ့စောက်ထားမယ်။ရောက်ချောတာလည်းမကြီးရည်ဒီ50လောက်ထည့်ရတယ်။ဟုတ်အောင်တမားလို့လည်းပြလိုက်ပါမယ်။အဲဒါကိုပြန်စီထည့်ဦးလေးပါလို့ပါ။ စီရောကျွန်တော်တို့ကြိုက်တဲ့သက်သူထည့်လို့ရပါတယ်နော်စီများများကြိုက်ရင်တော့များများထည့်ပါစီကြိုက်လဲကျွန်တော် short ထည့်လို့ရပါတယ်ဒါရီအစက်နေနေကျွန်တော်ဒီနေအားမကြိုက်တဲ့လူရဲ့တော့ချက်တော်လူကိုချက်တော်ကျိုးကို short ခဲ့လို့ရပါတယ်။ကဲကျွန်တော်တို့အားလုံးတမတ်သွားပြီဆိုရင်တော့ဒီအေးလေးနဲ့ဟောဒီနားလေးတည့်ပြီးထားပါမယ်။တော့တည့်ပြီးလိုက်ပါမယ်။ ုလိုမျိုးကျွန်တော်တို့ဝတ်သားတဲကထွက်တဲ့အရင်တွေကလည်းဆူလာပြီစက်တော်လေးတွေကလည်းနွားလာပြီဆိုရင်တော့ပုံပေးလိုက်ပါမယ်စီပြန်လာပြီးတော့ကျွန်တော်အကြီးလေးခန့်သွားတဲ့ပြီပေါ့နော်မှုလေးတိုင်းချက်လိုက်လုပ်ပြီးပါတော့ခုလိုကျွန်တော်စီပြန်တဲ့ဒီမှုလေးလိုက်တော့ကျွန်တော်ထည့်ထားတဲ့အလားတာတွေလည်းဝတ်သားလေးကိုဆင့်လို့သွားတယ်ပေါ့နော်ပြီးတော့အသားလေးတွေကလည်းလုံးဝဖြစ်ဖြစ်လေးဖြစ်သွားတယ်ပြီးတော့အလားကိုလည်းပုံမွေးစီရပေါ့နော်ရှင်းမကြံတော့ပဲမယ်ဒီလိုအနေထားမျိုးရောက်လာပြီဆိုရင်တော့ကျွန်တော်အရင်ကကျွန်တော် ဝသားလေးကိုညှုပ်တဲ့အထိထည့်ပြလိုက်ပါမယ်ဟဲ့ဒီကျွန်တော်တို့ဖုံးလေးအုပ်ပြီးတော့ထည့်ထားလိုက်ပါမယ်ဆိုဆိုတော့တက်တက်မလေးကိုလည်းချိန်ပြီးတော့ခဏလေးကိုဖြတ်ပါမယ်နော်ဒါနဲ့ကျွန်တော်ဝသားလေးကိုကျွန်တော်ကလုံးလေးကြီးကြီးရေးဖြတ်ပါအောင်ဟုတ်ကဲ့ကျွန်တော်ဒီလေးဖတ်ထည့်ပြီးတော့ထည့်ရပါမယ်ဒီလိုအီကိုတော့ပုံစံမှန်အောင် ေးလေးမကြံတော့ဘဲနဲ့ဇီးလေးတွေပြန်လာပြီဆိုတော့အဲပေါ်ကမစလာလေးအုပ်ပြလိုက်ပါမယ်။ဒါလေးကိုလည်းကျွန်တော်လည်းအရာလေးပြန်တော့ပြန်ပြလိုက်ပါမယ်။ရအောင်တော့ချရအောင်ပြီ။